โอเคမင်္ဂလာပါကော့ဝေဆိုင်ရနော်ကျွန်တော်ဒီကုံတယ်များပေါ့နော်ကျွန်တော်ခုပြကျင်တာကတော့ခုဒီပတ်ပတ်ထိုင်းပေါ့နော်နှစ်ကိုင်ကွင်းအပြည့်အသားမှန်ပေါ့နော်ဒီမှာအယောင်ကာလာဝရန်လဲစုံနေပေါ့နော်နှစ်ကိုင်လဲပြည့်တယ်ဟာလားဈေးနှုန်းလဲနေဟိုတက်တာအောင်ပေါ့နော်တက်တာအောင်လဲလုပ်ပေးမယ်ကုညီပေးမယ်ပေါ့နော်ပုံဆက်လာခဲ့ပေါ့ကုံတယ်များလဲကျွန်တော်ရှင်ကိုအခုဒီနေသားဆိုလို့ရှိရင်ဒီစည်းမှာကာလာအယောင်ဆုံးရှိတယ်ပေါ့နော်ဒီလိုမျိုးဟာလား စပေါ်လုံးလည်းပါမယ်စပေါ်လုံးအသေးလည်းပါမယ်အပွင့်နှုတ်ကျဲပေါ့နော်ကျွန်တော်တို့ကာလာရောင်အကုန်လုံးမျှထားပြီးသားပေါ့နော်အဲကျွန်တော်မှနောက်တစ်မျိုးပြီးတော့ပေါ့နော်ကျွန်တော်ထပ်ပြပေးမယ်ဒါကြတော့ပတ်တိုင်းအသားအတူတူပဲနှစ်ไก่ခွင်းအပြည့်ပေါ့နော်အယောင်လဲစုံတယ်ဒါပေမဲ့ဒီလိုမျိုးအပွင့်နဲ့မကြိုက်ပဲနဲ့ပေါ့နော်စပေါ်လုံးတက်တက်လိုချင်တယ်ဆိုရင်လည်းပဲဒီလိုစပေါ်လုံးဒီဇိုင်းအမျိုးစုံအလိုမျိုးဒီလိုစပေါ်လုံးအကြီးအသေးပေါ့နော်အဲအလိုအစိတ်ကာလာအယောင်စုံနဲ့လည်း တပတ်တက်တက်လိုချင်တယ်ပေါ့နော်စပေါ်လုံးတက်တက်လိုချင်တယ်ဆိုရင်လည်းရှိတယ်ရောင်းပေးမယ်ပေါ့နော်နောက်တစ်မျိုးကဘာလဲဆိုရင်အစင်ကြတော့ तू ကအင်ဒိုအစင်နော်ဒီမှာအင်ဒိုအစင်နော်ဒီပုံစံမျိုး तू အသားကြတော့စပန့်တာနော် तू လှုပ်ထားတာတားအထူကြီးလည်းမဟုတ်တားအပါလည်းမဟုတ်ဘူးကောနော်ဈေးနှုန်းလည်းတော်တော်လေးကိုတက်တာတယ်ပေါ့နော် तू ကဘာသားလဲဆိုတော့ကျွန်တော်တို့အင်ဒိုစပန့်ပေါ့နော်ထမင်ခွေဒစိတ်ဒီမှာ CK ဒစိတ်နော်ဒီမှာစူပါ2မီတာနော်ဒါ ပြီးတော့ချုပ်ပြီးသားအသင့်ပေါ့နော်လက်တန်းတို့ရောင်းရုံပဲဆက်ဆိုင်သွားကြရမလို့ပေါ့ကိုကကိုတန်းပြီးချုပ်လို့လေတကယ်လို့ကိုမနေကိုကအထက်စင်ထဲမှာဝစ်တက်တယ်ဆိုရင်တော့လေကိုမနေကိုအထက်စင်အပေါ်မှာပြန်ဆက်ပြီးတော့ချုပ်လဲရတယ်နော်ဒါကခုလို့သေချုပ်ပြီးသားအနေထားဒီမှာအယောင်ကလာစိတ်လဲပါတယ်နော်ဒီကလာစုံနေပေါ့ဒီဥသာဒီကောင်လဲဈေးအသင့်အသင့်တက်တာတယ်ပေါ့နော်ဒီမှာမပါတိုင်းအစင်းပေါ့နော်ကျွန်တော်ပြမယ် ။ဒီဟာကြတော့ကျွန်တော်တို့တကီလိုကိုသူကခုနကိုက်ရှစ်ကိုက်လောက်ထွက်တယ်နော်။ဒါအတအုပ်တအုပ်ကနော်အထူကြီးနော်ဒါသေးသေးလေးတွေမဟုတ်ဘူးနော်။အုပ်ရှည်တွေပေါ့နော်။ဒဇားဒဇားကိုရှစ်ကိုက်ကိုးကိုက်ဝင်ချင်ရှိတယ်နော်။အဲဒီလိုမျိုးဒီဇိုင်းနေတာတော့ဒီလောက်ပေါ့နော်။ဒီလိုကလာနဲ့ပြင်နေတာဒီလိုဒီဇိုင်းပေါ့။အဲအဲ့မှာဒါနောက်တစ်မျိုးကြွညာပေးတယ်ပေါ့နော်။ပါတိတ်အစင်ပေါ့နော်။ သူကဂွင်းကျဲတယ်ဒါပေမဲ့အစင်ဒီဇိုင်းကြတော့ကျွန်တော်တို့ဒီအသက်ကြီးနည်းနည်းပေါ့နော်လူလက်ပိုင်းလည်းရတယ်နည်းနည်းကိုတက်ကြီးပိုင်းနေဆိုလည်းအစင်ပြေတယ်ပေါ့နော်ဒါကတော့တချို့လူရက်လူရက်အကုန်လုံးဝစ်ကြတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ဒါအစင်လေးအနေထားကိုကြည့်ပြီးတော့မှဒါလူကြီးလူငယ်အနေထားလေးကိုကျွန်တော်ပြောပြတာပေါ့နော်အစီရတော့ရှိတယ်မင်းများပေါ့နော်ကလာလည်းစုံတယ်ပေါ့ဈေးလည်းတက်တာတယ်နော်မှအပတ်ဒိတ်စင်လှတယ်နော်ဒီကြား ဒါလီနေဖောက်ပေါ့နော်ပြောမှဆိုရင်လီနေဖောက်စာပေါ့နော်စာချင်းတူပေမဲ့အခြားစာတွေနဲ့မတူဘူးနော်ကျွန်တော်ဆိုင်ရစာကိုကြည်ကြည်၊ကင်ကြည်၊ဝဲကြည်ပေါ့နော်အေးတယ်အသားလည်းညက်တယ်ဒါတာမမာတောင်းတောင်းကြီးလည်းမဟုတ်ဘူးပေါ့နော်အဲသူဒီဇိုင်းအပေါက်လေးတွေပေါ့ဒီလိုမျိုးပေါ့နော်အေးအပေါက်ကျဲတော့လောလောဆယ်ကျွန်တော်မှမရှိဘူးပေါ့နော်ကျွန်တော်ဆိုင်မှာရှိတယ်ဒီအပေါက်နေထားပေါ့ဒီလိုနည်းနည်းခက်စိတ်စိတ်ပေါ့နော်ဒီဇိုင်း၅မျိုးပေါ့ကာလာ၆ယောက်ရှိတယ် ိုင်းနဲ့လိုချင်လဲလိုချင်တယ်ဒကိုင်းနဲ့ဂိုင်းတွေရတယ်ငါးဂိုင်းဆယ်ဂိုင်းဂိုင်းနဲ့ဆယ်အရာအထက်ကွန်တစ်စီးညှိပေးမယ်နော်အဲ့ဒီမှာပါတိုင်းအစင်းပေါ့နော်နန်ကကြတော့3000တမိုင်အနံပေါ့နော်လက်မနဲ့ဆိုရင်58လက်မနော်အဲ့ဒါကြတော့အခုဒါနောက်တစ်မျိုးကျွန်တော်တက္ကထပ်ပြပေးမယ်နော်ဒါကြတော့ဖေးသားအဲ့ဘယ်လိုမျိုးတွေလုပ်လဲဆိုတော့ကျွန်တော်တို့ဒီ space နဲ့နောက်နောက်ခံအနေအထားမျိုးတွေနောက်ကျွန်တော်တို့ဖျားပေါ့နော် နောက်ခံနေတာမျိုးတွေနောက်တချို့တွေပြော24ပြည့်စည်လို့ပါတော့မှအဲ့လိုအနာကွတ်တာတွေပေါ့နော်အမျိုးမျိုးပေါ့ဒီဒီဒီမင်္ဂလာဆောင်ပါညာဆိုရင်လည်းပဲနောက်ကအနေတိုင်းစာလုံးထိုးတာပါညာဒါဒါအဆင်ပြေတယ်နော်ဒီမှာအယောင်ဆုံးကာလာဆုံးရှိတယ်ပေါ့ဒါလောလောဆယ်ကျွန်တော်အရင်ပြတာပေါ့နော်တကယ်လို့ကုံတွေကဘာယောင်ဘာယောင်ရှိလားလို့မေးတဲ့ခါကျရင်ကျွန်တော်တက်ပုံရိုက်ပြီးပြန်ပို့ပေးမယ်နော်အဲနောက်ပြီးဒီမှာလည်းရှိသေးတယ်ဒါကြတော့ကျွန်တော်တို့ပကံပေါ့နော်ကျွန်တော်တို့အမတ်တရားအင်ဂျီချုပ်တယ်အသားတွေ ကျိုးလိုင်းနေပေါ့နော်။သူကနှစ်ကျိုးတွဲရှိတယ်၊သုံးကျိုးတွဲရှိတယ်နော်။ခုလောဆယ်ကျွန်တော်ဆိုင်မှာရှိတာနှစ်ကျိုးတွဲပေါ့နော်။ကိုလိုချင်တဲ့ line ပုံစံမျိုးလဲကျွန်တော်ဒီမှာမှားလို့ရတယ်ပေါ့နော်။အဲဒီမှာဒီမှာအဖြူပင်နီအဲအဲ့လိုမျိုးခြေခြေပေါ့နော်။အခုကလေးတွေဆိုလို့ရှိရင်အာယူမှာဆက်တွေဒါချောက်ကြတယ်ခုကနော်။သူကြီးလည်းပါတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကအများသောအပြင်ကလေးတွေအကြိုက်ပေါ့နော်ဒီဒီကတော့အနန်40လေးနော်အဲဒါပြီးသွားလို့ရှိရင်နော်ဒီဘက်မှာဂျပန်အော်ဒါနော်သူလည်းဂျေဂျေကတော့အသားတအားကောင်းတယ်နော် အသား40เนาะအဲတချို့ကုန်တယ်တွေတိတယ်ပေါ့เนาะအသား40အနေခါဆိုလို့ရှိရင်အသားလည်းထူတယ်အသားလည်း40သားပေါ့เนาะဒါအသားလည်းကောင်းတယ်ပေါ့အဲဒီဥစ္စာကြတော့ကျွန်တော်ခုနပထမဘိုင်းမှာကြတော့ကျွန်တော်ထမိန်ဝင်းမချုပ်ရသေးဘူးဒါကြတော့ဒီမှာချုပ်ပြီးသားအထက်ဆင်ပါတယ်တောက်လည်းပါတယ်เนาะတချို့တောင်းနဲ့ကြိုက်တဲ့လူတွေဒီမှာနှစ်ဖက်တောင်းနဲ့ပြီးတော့အထက်ဆင်ပါတယ်ကာလာအယောင်အစုံရှိတယ်ပေါ့เนาะဒီဇိုင်းစုံဒီမှာပစ္စည်းအများကြီးရှိတယ်ပစ္စည်းအများကြီးရှိတယ်ပေါ့เนาะ အဲ့ဒီမှာကျတော့ဒါကျတော့ကျွန်တော်တို့ဒါလည်းပဲခုနကကျွန်တော်ပြောသလိုမျိုးပေါ့နော်ဒါပကံမှာအမှတ်တရရှုပ်တဲ့အနေထားမျိုးဒီဇိုင်းစုံအနေထားလေးတွေဒါလေးတကောင်လည်းပါတယ်ပေါ့နော်ဒီမှာပြားအုံစင်တို့ပါတို့ပေါ့နော်နောက်ဒီဘက်မှာဆိုဒါဘောမာလီတို့ပါတို့နောက်ဒီမှာဆိုလို့ရှိရင်အဖေကအစင်လေးလည်းရှိတယ်အစင်မျိုးစုံဒီဇိုင်းမျိုးစုံပေါ့နော်အဲ့ဒီလိုမျိုးဒီကောင်ကျတော့သူကနည်းနည်းတော့ပါတယ်ပေါ့နော်အင်ဂျီပိုင်းပေါ့အနေထားကတော့ဒါပေမဲ့တချို့တွေကျတော့ဘောင်းမီချုပ်ဝစ်ကြတယ်ပေါ့နော်တိုးရစ်တွေကျတော့ဒါပေမဲ့အများဆုံးအပြင်ဒါအင်ဂျီချုပ်တာများတယ်ပေါ့နော် အဲဒီဘက်မှာကြာတော့အရာနေဆိုဒီမှာနောက်တစ်ခုကြာတော့ကျွန်တော်ပြောဆောင်ဒီမှာဇာလေးတွေပေါ့နော်တလက်မဇာလေးတွေအနာကုတ်မဲ့ပါလဲညာလဲအဲ့လိုမျိုးပဲလည်းပဲအနာကုတ်တို့လက်မောင်းအနာကုတ်တို့ပါတို့နော်ဒီမှာကျွန်တော်မှရှိတယ်ပေါ့နေလားအဲကြာတော့အသားထုတစ်မျိုးပါနော်ကျွန်တော်ပြကျင်တယ်ဒါကြာတော့ဘာတွေကုန်သေးဘာသွားလို့လို့ရလဲဆိုရင်လွယ်အိတ်တို့ပါတို့ပေါ့နော်တချို့အိတ်တချို့အိတ် site မျိုးစုံပေါ့ချုပ်တာကျွန်တော်တွေ့တယ်စိုက်သေးစိုက်ကြီးပေါ့နော်ဒီဇိုင်းမျိုးစုံ သူကသူထွင်ပြီးတော့ချုပ်ကြတယ်ပြီးတော့ဒီအိတ်နေရာမှာလည်းသူတပြည့်အယုတ်ကလေးတစ်ခုပေါ့နော်ဝက်ဝင်တော့လကောင်ဆင်တော့လကောင်အဲအဲ့လိုမျိုးဒီဇိုင်းလေးနဲ့အနားကုတ်ပြီးတော့ချုပ်တာမျိုးလည်းကျွန်တော်တွေ့တယ်ပေါ့နော်ဒါကုံတဲ့အနေနဲ့အဆင်ပြေလို့ရှိရင်တော့ဒီမှာဒီအနေဒါရှိတယ်ပေါ့နော်အိတ်တွေဘာတွေချုပ်လို့ရတယ်ပေါ့ဒါဒီဇိုင်းမျိုးစုံချုပ်ပေါ့နော်ကိုစိတ်ကြိုက်ကိုအဆင်ပြေတယ်လို့မျိုးပေါ့ကိုအိုက်ဒီယာပေါ့ဂျပန်ရိတ်ပေါ့နော်အဖြူအဲဘာဖြစ်လို့ကျွန်တော်ကုံတဲ့ကိုပြလဲဆိုလို့ရှိလို့ရှိရင် ဒီမှာကျွန်တော်တို့ဒီလိုနေရမှာเนาะသူကအဲ့လိုနည်းနည်းပါးပါးလေးတွေစွန်းတက်တယ်အနားလေးတွေမှာတို့အဲ့ဒီလိုပြီးတော့ဒီလိုနေရာလေးဒေါင်လေးတွေမှာတို့အဲ့လိုမျိုးပေါ့เนาะအကုန်လုံးကြီးတော့အစုံမဟုတ်ဘူးပေါ့เนาะနည်းနည်းပါးပါးအဲ့လိုမျိုးပေါ့အစွန်ထင်းလေးတွေရှိတော့တဲ့ကြောင့်မို့ကျွန်တော်ဈေးတက်တက်တာနဲ့ကျွန်တော်ရှော့ပြီးရောင်းပေးမယ်เนาะဒါကုန်တယ်ပြရတော့ပေါ့ အဲဒီအစင်ကြတော့ဒါကကျွန်တော်တို့ပါတိုင်းပေါ့နော်သူကကိုကနေကိုဟိုထမိန်ချုပ်ချုပ်ဝမ်းဆက်လုပ်လို့ပေါ့နော်ကိုအစီအစဉ်နဲ့ကိုပေါ့ဒါပေမဲ့ဒီကောင်ကြတော့ခုနလိုမျိုးကျွန်တော်တို့ထမိန်ဖြတ်ပြီးတာမဟုတ်ဘူးအလေထဲမှာတရံကိုကျွန်တော်တို့ကြတော့အငယ်က10ဂိုက်ထက်ကျောင်းပြီးတယ်ပေါ့နော်အဲဒီလိုဂိုက်ကြီးအတွက်နဲ့အလေထားမှုကြတော့ဈေးနှုန်းတစ်ချက်ပြန်ညှိမယ်ပေါ့နော်အဲအနားကတော့ကျွန်တော်ထမိန်ခွင်းအနံပုံမှန်အနံ1000တောင်းတယ်နော်ဒီဥစ္စာအဲဒီဥစ္စာကြတော့ဒါရိုးရိုးစပန့်ပေါ့နော်ပလဲလုံးနော်အဆင့် အဲဒီကောင်ကျတော့ကီလိုနဲ့ရောင်းတယ်ပေါ့နော်10ကီလိုဆိုလို့ရှိရင်ကျွန်တော်တို့၈ကိုက်9ကိုက်တော့ထွက်တယ်နော်ဒီဥစ္စာဒါတနေတာတစ်မျိုးပေါ့နော်နောက်တစ်မျိုးတင်ပြအောင်အဲဒါကျတော့နောက်တစ်မျိုးပေါ့နော်ဒါပူစပန်နော်သူကဒီလိုအလိပ်ပြက်လူကျင်လည်းရှိတယ်တလိပ်မှာသူအလိပ်ပြက်ကြီးတလိပ်ဆိုလို့ရှိရင်16ကီလိုဝင်းကျင်လောက်ရှိတယ်ပေါ့နော်တစ်ရောင်လဲဟိုဒီလိုအဲ့လိုမျိုးမို့လို့ဒီအရောင်ဆုံးပေါ့ဆုံဆုံးလေးလေးလူကျင်တယ်ကြယ်အောင်မအောင်တက်ကီလိုတော့2 2ကီလိုတော့လောက်အောင်ဖြတ်စီဆိုလဲရတယ်เนาะကျွန်တော်ဖြတ်ပြီးနေသလား အယောင်ကတော့အများကြီးရှိတယ်နော်တကယ်လို့ပုံတယ်လာတဲ့ခါကြာလို့ရှိရင်ကျွန်တော်အယောင်ပြပြီးပြေးရတယ်ပေါ့နော်ပြီးတော့မှကျွန်တော်ပြန်ဖြတ်ပေးတယ်ပေါ့အဲ့လိုရင်းသားပေါ့နော်ဒါပျောက်ကြအနိုင်ကြတော့44အနှံ့နော်ကာလာအနေထားဒီလိုမျိုးပေါ့နော်ဒါပေါင်းပြီးအင်ဂျီတော့ကိုယ့်အကူချုပ်ပေါ့နော်ဒါကတော့ရှိတယ်ဆိုတဲ့အကြောင်းပေါ့ကျွန်တော်ညွှန်ပြပေးတယ်နော်ဒီမှာ အဲပြီးတော့ဒီမှာဒါကြတော့အနိုင်ပုံကြီးတယ်နော်58အနိုင်အမဲခံပေါ့နော်အနက်ခံသူကဘောင်းမီတွေဒါဝင်နေပေါ့နော်စကတ်ပုံစံမျိုးလည်းထုတ်လို့ရတယ်နော်ပြုသား3 line ပဲနော်ပြီးတော့အနိုင်ကြတော့သူက36လက်မှအနိုင်နော်အဲ့လိုမျိုးဒီမှာအဲ့ဒီဘက်မှာကြတော့ဒါပါထိုင်းအနက်ခံပေါ့နော်အဲ့ဒီဥစ္စာကြတော့ဒါကြတော့ စပန်းပြအနံ44နော်အဲ့ဒီကောင်ကြတော့ရေခဲတာအဲ့ဒါပါပါတိုင်းပေါ်ကျအနံကြီးပေါ့နော်58အနံပေါ့နော်အဲ့ဒီမှာဒီခုကျွန်တော်တွေ့တယ်ဒီမှာတွေ့လားဒီမှာပေါ်ကျနော်ဒါကျွန်တော်ခွာတယ်ဒီမှာကြည့်မထွက်ဘူးပါစေပြ pressure နဲ့ဖိထားတယ်ဟိပေးပြီးတော့နော်အဲ့တော့တချို့တွေကြတော့ဟဲ့ဘော်ဂျေကြီးကထုတ်ထုတ်လိုက်ရင်ကွာသွားမှာပေါ့ပါမဟုတ်ဘူးเนาะဒီမှာကြည့်ကျွန်တော်ကုတ်ပြတယ်เนาะဒီမှာဘာမှမထွက်ဘူးလား ထိထားတာကတ်တာညိနေနော်အဲ့လိုမျိုးအယောင်လည်းတားလှတယ်ပေါ့နော်အဲ့ဒီလိုမှမဟုတ်လို့အနံသေးလိုချင်တယ်ဆိုရင်လည်းရတယ်နော်အနံသေးလည်းရှိတယ်နော်ဒါကျွန်တော်အနံကြီးစီကိုပြတာပေါ့အဲ့မှာနော်တရေချိုးအနက်ခံလိုချင်လည်းရတယ်သူ့ဘေးမှာဆိုလို့ရှိရင်အခုကျွန်တော်ပြနေတဲ့အနေဒါစပတ်ပြောင်းနော်အနက်ခံတက်တက်လိုချင်လည်းရှိတယ်ပေါ့နော်အဲ့ပြီးလို့ရှိရင်ဒီဘက်မှာကျတော့တရေချိုးတလမဆိုင်သုံးမဆိုင်နှစ်မျိုးကျွန်တော်မှာတော်တော်စိုက်မှာရှိနေတယ်ပေါ့နော် အဲဒီမှာပေါ့ကျွန်တော်နောက်ထပ်ရှိတဲ့ဟာကျွန်တော်ဖတ်ပြပေးမယ်နော်အဲဒီမှာဘာလို့ရှိသေးလဲဆိုတာကျွန်တော်ပြပေးမယ်နော်အဲဒီမှာခြေသားပေါ့နော်ရှက်ကွက်အကွက်အခြေအနှုတ်အစိတ်အဲလိုရှက်အဲဒီခေါ်တယ်ပေါ့နော်အဲဒီမှာအသားတွေပါချုပ်နေရှယ်ရင်းကြီးလေအသားအဒီမှာနော်ဒီမှာပုံမှန်အနေထားဒါကီလိုနဲ့ရောင်းပေးရနော်ခကီလိုဆိုလို့ရှိရင်ဒီကက၈ကိုက်လောက်ရတယ်ဒီလား၈ကိုက်၉ကိုက်လောက်ရတယ်နော်အဲဒီမှာ ျွန်တော်နောက်တစ်ခုပြပေးမယ်နော်နောက်ဒီဇိုင်းတစ်မျိုးကြတော့ကျွန်တော်တို့ဒါအသားလည်းနည်းနည်းထုတယ်ပေါ့နော်ဒီဂျင်းသားလို့လို့ပါလို့လို့ပေါ့ပုံစံနေတာမျိုးပေါ့နော်ပြောင်ပေါ့ဒီမှာအဲဒီမှာမှာဒီမှာခုလိုမျိုးဒီပုံစံပေါ့နော်ဒီမှာအသားပုံစံကတော့သူဂျင်းသားလို့လို့ပါလို့ပေါ့နော်အသားလည်းထုတယ်မပါဘူးပေါ့နော်ပါတိုင်းအစင်းအကွက်เนาะ でまあ CR は何回どんぐらい動いてるのまあ大家都ワインだのっていうじゃんうんでまあ朝もかなの Mẹ phiêu bay nhau နေမောအဝါအဲ့လိုမျိုးပေါ့လိုစိမ်းအောင်နော်အပြီးတဲ့ခါကြကောင်ကြတော့ဒါကျွန်တော်တို့ပတိုင်းတကိုက်စာပေါ့နော်တကိုက်ပိုင်းနေပေါ့တချို့တွေကြတော့ထမိန်လုံးမယ်ဘာညာထင်လို့မရဘူးနော်ဒါတကိုက်ဝင်းကျင်ပဲရှိတယ်နော်ဒါအင်ဂျီချုပ်ဖို့အနေဒါမျိုးဆက်သမားအတွက်ပေါ့နော်ကလာတော့အအောင်ဆုံးတော့ဗောတကိုက်ပိုင်းနေဆိုတော့အများကြီးပါတယ်လေကလာအအောင်ဆုံးเนาะကတ်တွန်းအပွင့်အနှုတ်ကျဲဗောเนาะအပါတိုင်းပလဲလုံးเนาะလုံးကြီးကြီးကြိုက်တဲ့လူတွေဗောအသေးကြိုက်တဲ့လူเนาะ အလေးပြက်လိုချင်လည်းရတယ်အပုံပြက်လိုချင်လည်းရှိတယ်နော်ဟိုဒီဇိုင်းမျိုးမျိုးပေါ့အကုန်လုံးလိုချင်တယ်ဆိုလည်းရတယ်နော်စပော့လုံးကတော့အမျိုးမျိုးဒီဇိုင်းမျိုးမျိုးရှိတယ်ပေါ့နော်အသေးရှိတယ်အကြီးရှိတယ်အဲကြောင့်အစုံပေါ့နော်အဲ့လိုမျိုး တူဟောပိတ်ဒီမှာ CTR ပေါ့နော်ကန်းကြည်စင်ဒီမှာ CTR သားနဲ့ကျွန်တော်တို့ဒီမှာဆေးရိုက်ထားတယ်နော်အုံးမင်းဒီစိတ်အုံးမင်းပုံစံဒီဇိုင်းဆေးရိုက်ထားတယ်ကန်းကြည်ပုံစံပေါ့နော်ဒီမှာဒီတော့ไก่တို့နဲ့ရောင်းတယ်နော်ဒီမှာကျတော့စာနော်ဒီစာဒီမှာဒီလိုမျိုးလေးလိုက်လို့ခြင်းလည်းရတယ်ဖွဲလို့ခြင်းလည်းရတယ်เนาะ ยาวบีมาคุยกีกว่ามา ာဒီမှာကြတော့ဒါကြတော့တထေးဝိုင်เนาะအနံကြီးအနာစာမရှိဘူးပေါ့เนาะပစ္စည်းတန်တယ်เนาะတထေးဝိုင်အနံက300ဓမ္မိုက်နဲ့เนาะ58လက်မှာဒီကအနာစာမပါဘူးဒီကောင်ကြတော့ပစ္စည်းတန်တယ်ပေါ့เนาะဒီမှာကြတော့စင်းမယ်ပိုးစင်းမယ်တကိုက်စားနော်ပိုင်းကြီးတော့မရှိတော့ပုံသွားပြီပေါ့နော် ဒီလိုတက်ကိုင်းစရှိတယ်အယောင်စုံတယ်ပေါ့နော်လှတယ်ဒီဇိုင်းကိုမှန်ဆူဆူတောက်တောက်လေးတွေအယောင်လေးတွေနော်ပိုးစပန်နော်ဒီအစည်းထဲမှာကျတော့ဟိုပါပေါ့အသားအနေထားကျတော့ပုံမှန်တော့ပုံမှန်အသားကြီးပဲပေါ့နော်ဒါပေမဲ့တချို့ပုံတွေတွေကျတော့အယောင်စုံစုံလို့ရှင်နေပေါ့နော်ဟိုအယောင်အများအများကာလာနဲ့မှအဆင်ပြေမယ်ဆိုလို့ရှင်တော့ဒီလိုတလို့အစည်းယူပေါ့နော် ခုကျွန်တော်ပြနေတဲ့ပုံစံမျိုးအထက်ထဲမှာအစင်ဆုံးကလာဆုံးကတုံးလည်းပါမယ်ဖွင့်လည်းပါမယ်အစင်ဆုံးရှိတယ်နော်ဒီလိုအစည်းယူတော့ကတစည်းမှဆိုလို့ရှိရင်ဒီ25ကီလိုဝန်းကျင်လောက်ရှိတယ်နော်ဒီဥစ္စာဒီဥစ္စာကျတော့ဒီတာကြတာစပန်အတွန့်ပေါ့နော်ဘာလို့လဲသူကစပန်အတွန့်ဆိုတာဒီစပန်သားပုံမှန်အသားတော့သူက heat pressure ပေးပြီးတော့မှသူအတွန့်ပြန်လောက်ရတဲ့အတွက်ကြောင့်မလို့ဈေးတော့နည်းနည်းလေးရှိတယ်ပေါ့နော်ဒါပေမဲ့ပုံမှန်အတိုင်းပဲရောင်းပေးတယ်ပေါ့နော်ဈေးမတင်ဘူးပေါ့ဒီမှာ ဒီဇိုင်းကလာအဲ့လိုမျိုးပေါ့နော်ဒီဇိုင်းဆင်ရုပ်ကလေးတွေလိုမျိုးတော့ခေါင်ရမ်းပွင့်ပုံစံမျိုးလေးတွေနော်အဲ့လိုမျိုးအဲ့ဒီပိုင်းမှာဒီမှာဒါကကော်တွန်နော်မှာအစတော့အစားစားရှိတယ်အပိုင်းရှိတယ်နော်တချို့စားတွေဆို3ခိုင်5ခိုင်9ခိုင်10ခိုင်အဲ့လိုမျိုးတွေပေါ့နော်ဒီဇိုင်းစုံကလာစုံရှိတယ် အသားလေးတော်တော်ကောင်းတယ်ပေါ့နော်ဒါပေမဲ့တချို့တွေပြောပြောနေတဲ့အနေထားတော့ပါလေဟိုကော်တွန်တို့ပါတော့အနားမှာပယ်တည်ဘူးပါညာအဲ့လိုမျိုးတော့ကျွန်တော်တို့မှာမပါဘူးပေါ့နော်ဒစိမ့်ပါတဲ့အားလည်းရှိတယ်မပါတဲ့အားလည်းရှိတယ်ဖီလိုပစ္စည်းဆိုတော့ရောနေတယ်ပေါ့နော်ဒါပေမဲ့အသားတော့ကောင်းတယ်ပေါ့နော်ခြေသားရွှေစင်းလေးတွေနော်အပါတာအင်ဂျီလိုင်းပဲရမယ်ပေါ့နော်ဒီမှာဒီလိုဒီလိုရွှေစင်းလိုင်းလေးတွေပါတယ်တန်လန်းပုံစံမျိုးနော်ဒီမှာခြေသားတွေနော်အသားလည်းကောင်းတယ် အေးလဲအေးတယ်နော်ဒီဇိုင်းဆီရောဆွေစင်းလေးတွေလည်းပါတယ်လှတယ်ပေါ့နော်အရင်လက်လက်လက်လေးတွေလည်းဒါကြတော့အင်ဒိုစပတ်နော်ခုကျွန်တော်ပြနေခြင်ပြနေတဲ့ဟာဒါအင်ဒိုစပတ်အဲ့ဒီမှာကြတော့ပါထိုင်းနော်ตะไก่ฉี่ดิเนาะไก่ตูโลเทมมาโซปิอ่ะตะไก่ฉี่ตะไก่แท้ส่วนเหมือนป้ายป้ายฉี่อันยายฉี่เนาะ အားကိုက်ခုနကိုက်ခြေကိုက်ကိုကိုက်စသစရှိတယ်နော်ကိုက်ကတော့လင်းနေပေါ့နော်ခြေလင်းနေသား तू ကအပားလိုက်ပေါ့အပားလိုက်ဆိုအင်ဂျီလိုက်ပဲရမယ်နော် तू ကပားတဲ့တော့ကြောင့်မလို့တော့1ကီလို तू က14ကိုက်15ကိုက်လောက်ထွက်တယ်နော်ဒီဥစားအနံကြတော့အနံကြီး58အနံပေါ့နော်အပွင့်ဒီဇိုင်းကြတော့အပွင့်စင်းရှိတယ်အပွင့်နှုတ်အပွင့်ကျဲပေါ့နော်အဲအဲ့လိုမျိုး support လုံးပါညာလည်းရှိတယ်ပေါ့နော် တရုပ်စာကကြတော့ tissue သားပေါ့နော်အဖြူပေါ့နော်အခုပကံမှာမှတ်တရချုံနေတဲ့အသားနော်ဒါပေမဲ့ဒီအဖြူမဟုတ်ဘဲနဲ့အချားရောင်လိုချင်တယ်ဆိုရင်တော့ကျွန်တော်တို့ offer တင်မရမယ်ပေါ့နော်စေစုစေးရဲ့လို့ပို့တော့သူကစေစုစေးရဲ့မယ်ဆိုအငယ်ကကျွန်တော်တို့15ရက်လောက်စောင့်ပေးရတယ်ငွေနေထားနဲ့ကြတော့ကျွန်တော်တို့ဂျုံငွေကိုကြာတဲ့ငွေအနေထားအတွက်ကိုတဝက်စာဂျုံပြီးတွဲပေးရတယ်နော်အတေဥစာတော့ကော်တွန်အနိုင်ကြီးနော် ဒါအနံ3တောင်းဓမ္မအနံပေါ့နော်သူကဂိုက်ထွက်ကြတော့သူကအနံကြီးဖြစ်တဲ့ကြောင့်အသားလည်းကောင်းတယ်ဂိုက်ထွက်တော့နေတယ်ပေါ့နော်1ကီလို6ဂိုက်လောက်ပဲရတယ်နော်အသားလည်းကောင်းတယ်အစင်ဆုံးဒီဇိုင်းဆုံးပေါ့နော်စပေါ်လုံးအကွက်ပန်းညာအကုန်လုံးပေါ့နော်ဒီလိုမျိုး ဒီမှာဇာနောက်တစ်မျိုးပြမယ်နော်ဒီမှာကိုရောခံရမယ်ပေါ့နော်တထက်နော်ဒါပေမဲ့ထမိန်အင်းကြီးကိုကကိုစိုက်တယ်လို့အဆင်ပြေတယ်လို့ချုပ်ပေါ့နော်သူတို့ခေါ်တာပါလဲပွဲထိုင်တာနော်ပြီးတော့ဒီလိုနတ်ကွန်းရုပ်တွေပါဒီမှာလည်းပဲသူတို့ပိုးလို့ရတယ်နော်ပူစားဖြစ်ပြလို့ရတယ်ပေါ့နော်အဲ့လိုမျိုးနပူတဲ့နေရာတွေမှာလည်းဒါအုံဆုံးကြရပေါ့နော်ကျွန်တော်တို့ကြည့်တာဒီဒီဇာအနေထားပေါ့အရာဆုံးရှိတယ်နော်ကာလာဆုံး သူက project လေးတွေပါတယ်เนาะဒီမှာဒါမဲ့ဒီ project ကမပြတ်ဘူးเนาะဒီလိုမျိုးမကျွတ်တော့ဘူး ်အဒီဥစားကြတော့ဒါကုန်တယ်တင်းအောင်ကျွန်တော်ပြောမယ်နော်ဒါပါထိုင်းတကိုက်ပိုင်းစားနော်ဒါအခုလိုချိန်မျိုးမှာဟိုအခက်အခဲရှိနေတဲ့အချိန်ကာလမျိုးမှာဒါဒီလိုမျိုး အပိုင်းသေးတွေဝယ်ပြီးတော့နော်ကလေးအင်ဂျီဘောင်းမီကိုချုပ်ပြီးတော့မှဒါအနေထားနဲ့ကိုဈေးရောက်မယ်ဆိုလို့ရှင်အဆင်ပြေနိုင်တယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ဒီလိုကာတွန်းလေးတွေလည်းပါတယ်ပေါ့နော်အပွင့်အနုပ်အကျဲသူကအကုန်လုံးပြောထားတယ်တကိုက်ပိုင်းစားဆိုတော့ဒီဇိုင်းစုံအများကြီးပါမယ်နော်ဒီမှာ ဒါကတော့လီနေပြောင်းเนาะကျွန်တော်ကုန်တယ်တော်တော်များဟိုအရင်တော့မော်လေးလီနေရှိလားလီနေရှိလားမေးနေလို့ပေါ့เนาะအဲလီနေပြောင်းအရောင်စူမဆူလှမလှပေါ့เนาะအဲကျွန်တော်အသေးရောက်တဲ့ဥစ္စာเนาะဒီကောင်ကျွန်တော်1ကီလိုကို6ခိုက်10ခိုက်လောက်ထွက်တယ်เนาะဒီလီနေကဒါအပါလည်းမဟုတ်ဒါအတူလည်းမဟုတ်เนาะဒါ normal ဒါပုံမှန်ဒါပေါ့เนาะဒါအရောင်လှတယ်ဒီဇိုင်းဒီမှာကြည့်အရောင်ကလာအစုံပဲเนาะ ဒီဥစ္စာအနေထားကြတော့ကျွန်တော်ဘာဖြစ်လို့ဒီဗီဒီယိုပိုင်းနဲ့ပြလဲဆိုတော့ဒါကျွန်တော်စိုင်ထဲမှာအနေဒါခုနကျွန်တော်ပြပထမတော့ပြောရတဲ့အနေထားမျိုးပဲစိုင်ရဲ့အနေထားတိရလောက်အောင်လောက်ပဲကျွန်တော်အနေချင်းတာရိုက်ပြီးတော့ကျွန်တော်ပို့ထားတာပေါ့နော်နောက်ထပ်ကျွန်တော်မှာပစ္စည်းတွေအများကြီးရှိတယ်နော်အဲ့တော့အခုဒီအနေထားကိုပုံသေးတည်ပြီးဆိုလို့ရှိရင်ဟုတ်တယ်ကျွန်တော်ကိုဘယ်လိုမျိုးအနေထားနဲ့ဆက်သွယ်ရမလဲဆိုရင်ကျွန်တော်ကို Viber နဲ့ဖုန်းနံပါတ်နဲ့ဆက်သွယ်ပေးပါပြီးလို့ရှိလို့ရှိရင်အခုကြိုက်တဲ့ပစ္စည်းကို ဒီပစ္စည်းလေးကိုကြိုက်တယ်ဗီဒီယိုထဲမှာတွေ့တယ်ဟာလာစကရင်ရှော့ရိုက်ပြီးတော့ကျွန်တော် Viber နဲ့ဆက်သွယ်ပြီး Viber ကိုပုံပို့ဝေးဒါကြောင့်မကျွန်တော်ဘက်ကနေပြီးတော့ပစ္စည်းရှာတဲ့အခါကျပစ္စည်းများတဲ့အတွက်ကြောင့်မလို့ပုံမြင်တာနဲ့ဒီပစ္စည်းကဘယ်နှလောင်မှာရှိလဲဒီပစ္စည်းကဘယ်အခန်းမှာရှိလဲဆိုတာကိုကျွန်တော်ကလက်ပူစာနဲ့ရှာလို့ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့တန်းနိုင်ဆုံးကျွန်တော်ကို Viber ဖုန်းနံပါတ်နဲ့ဆက်သွယ်ပြီးပါ Messenger ကြတော့ကျွန်တော်အများနဲ့ဖြစ်နေတဲ့အတွက်ကြောင့်မလို့တောက်လျှောက်မဖြစ်နိုင်တဲ့အတွက်ကြလို့ရှိရင် စိတ်ခုမဲ့တမျိုးမျိုးထင်မဲ့ပေါ့နော်အဲဒီကြောင့်မလို့တတ်နိုင်ဆုံး Viber နဲ့ Subscribe ပေးပါနော်ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ခေါ်ဖို့ဝေးဆိုင်အားပေးနေတဲ့ကုန်တဲ့အားလုံးနော်စိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့အားလုံးပြည့်စုံကြပါစေစီးပွားရေးတက်တာပါများတိုးတက်နိုင်ပါစေနော်ကျွန်တော်ဆုတောင်းပေးပါတယ်